ကဘာပေါ်မှာလူသားချင်းစာနာထောက်ထားမှုအတွက်အထူးတိစောက်ထားတဲ့တင်မောတစင်းရှိတယ်ဆိုတာမိတ်ဆွေသိပါသလားဒီတင်မောကြီးရဲ့အမိကတော့ MV Glove Mercy ဖြစ်ပါလိဒီတင်မောကြီးဟာ Mercy Ship ဆိုတဲ့လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းအတွက်ကြီးရွယ်တိစောက်ထားတဲ့ကမ္ဘာအကြီးဆုံးအရက်ဖတ်စည်းရုံတင်မောကြီးဖြစ်ပါလိဒီတင်မောကြီးကို Trading Company China Roro ကနေ2013ခုနှစ်မှာစတင်စီမံကိန်းချခဲ့ပြီးတရုတ်နိုင်ငံ TNG တင်မောချင်းမှာတိစောက်ခဲ့တာဖြစ်ပါလိ2021ခုနှစ်မှာပြီးစီးခဲ့ပြီး2022ခုနှစ်မေလမှာစီနီကောနိုင်ငံ ငံဒါကာမြို့မှာပထမဆုံးစတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဂလိုဗယ်မာစီယာအလျား982ပြီအနက်64ပြီယေစုပြ20စုစုပေါင်းအလေးချိန်3000 9000တန်းရှိပြီးရိုဘတ်စတင်မောအမျိုးအစားကိုခြေခံကဈေးရုံအဖြစ်ပြောင်းလဲထားတာပါ။ရိုဘတ်စတင်မောဆိုတာကကားတွေနဲ့ခရီးသည်တွေကိုတပြိုင်နက်တည်းတည်ယူပို့ဆောင်ပေးနိုင်တဲ့တင်မောအမျိုးအစားကိုပြောတာဖြစ်ပါတယ်။တင်မောပေါ်မှာလူ950ဦးအထိနေရာထိုင်ငယ်ပေးနိုင်ပြီးစေတနာဝန်နဲ့600ကျော်လေအလုတ်လုတ်ကြပါတယ်။အန်အိုစီယာကောင်းတာကဒီတင်မောမှာခွဲစိတ်ခံ6ခန်း I ICU ကတင်9လုံးအပါအဝင်လူနာကရင်200တက်ခွဲခန်းတွေနဲ့ခမီတင်တဲ့ခန်းမာတွေပါဝင်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့အာဖရိကတိုက်ကစီးရဲတဲ့ဒေသတွေမှာအခမဲ့စီကူတာမှုတွေအခြေခံခွဲစိတ်ကူတာမှုတွေပေးဖို့ရည်ဒေသခံကျန်းမာရေးဝန်ထမ်းတွေကိုလေ့ကျင့်ပညာသင်ပေးဖို့ရည်ပဲဖြစ်ပါတယ်မာစီရှစ်ကညောမန်းချက်ကတော့ဒီတင်မော်ကြီးနဲ့တနစ်ကိုခွဲစိတ်မှု9000ကျော်သွားလူနာ2800ကျော်ကူတာပေးနိုင်ပြီးဒေသခံကျန်းမာရေးဝန်ထမ်း2800ကျော်ကိုလေ့ကျင့်ပေးနိုင်ဖို့ဖြစ်ပါတယ်ဂလိုဘယ်မာစီယာနည်းပညာနဲ့လူသားချင်းစာနာထောက် ထားမှုကိုပေါင်းစပ်ပြီးကမ္ဘာ့ကျန်းမာရေးဆောက်ရှောက်မှုမှာအရေးပါတဲ့အပြောင်းအလဲတွေဖန်တီးနေတဲ့မျှော်လင့်ချက်အလင်းရောင်တစ်ခုပဲဖြစ်ပါတယ်။